မွန်ပြည်နယ်ရေးမြို့မှာဂျွန်လ25ရက်ကမွန်လက်နက်ကိုင်အဖွဲ့ဝင်20ကလက်နက်ချအလင်းဝင်ခဲ့တဲ့တဲ့ရင်ကိုတော့ဥကြော်ဆိုးပေးပို့ထားပါတယ်ရှင်။မွန်ပြည်နယ်နဲ့တနင်္သာရိုင်းနေစာကြီးနန်းနမိတ်ထိဆက်ဧရိယာတွေဖြစ်တဲ့ရေးမြို့နယ်နဲ့ရေးပြည်မြို့နယ်တွေမှာပြန်ပြီးဆွဲဆက်ကြီးတောင်းလို့လူသိများကြတဲ့အင်အား20ပါဝင်တဲ့အလွန်အဆောင်မွန်လက်နက်ကိုင်အဖွဲ့ဂျွန်လ25ရက်နေ့ကလက်နက်ချအလင်းဝင်ခဲ့ပါတယ်။ရေးမြို့ကအမှတ်79စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှာ นายลุยขอนายละตองอุสานเดียพื่อเวนนัสเซปาวินเดียพ่อมาเล่นเนี่ยอันนั้นเลี้ยงเงินกันได้ปะความท้าทายเนี่ยความที่ท้าทายเนี่ยความที่คนงานเนี่ยมาทำงานเนี่ยแต้ความที่คนงานของเรามเนี่ยทองานที่ใจใจเนี่ยที่เราทำงานของเราชิดกันเนี่ยแต่ความคนงานใจเนี่ยความที่

အခုနှစ်မေလကလေးကငယ်ချင်ရေကျိုးတော်ဆောင်ကနေတဆက်သက်ဆိုင်ရာတပ်မှုတွေထံဆက်သွယ်ညှိနှိုင်းပြီးအလို့ဝင်ခဲ့တာပါဒီနေ့ကောင်းတဲ့အခါကျတော့ဒီအောင်တဲ့ကျွန်မဆောက်ရလို့တိုက်ခဲ့တဲ့အခါမှာတော့ဒီကောင်းဖြစ်ခဲ့တာဒီဖြစ်ခဲ့တဲ့ပိဿာလူတွေကတို့ပေါ်နေတဲ့ဒါကိုနားလည်တော့ပေါ့ပါပြဲခါမှာဒီတော့ငါမျိုးစဲ

ကျွန်တော်ဒေသခံတွေစီလည်းလက်လံမေးမြန်းသွားအောင်မှာဖြစ်ပါတယ်။ဒီအဖွဲ့တွေကတော့နိုင်ငံရေးလေးခံယူချက်မရှိဘူးစီးပွားရေးတက်သက်ပဲ။နော်ပြည်သူလူထုကိုဟိုဟာပေါ့ညှဉ်းပန်းထိစပ်ဖို့နော်ပြည်သူလူထုရဲ့ပိုင်ဆိုင်တဲ့ငွေကိုမတရားယူပြီးတော့ရဲ့တို့ရဲ့ကိုကျိုးစီးပွားဆရာနေတာပဲရှိတယ်ပေါ့နော်။ဒီဟာကိုတို့ကဘလို့ဒီလိုကိုကိုကျိုးစီးပွားဆရာမယ်ပြည်ဆံများလာရင်တို့ကအလင်းဝင်မယ်ပြည်ဆံကုန်သွားရင်တို့စီးပွားပြတ်သွားတဲ့အချိန်ကျရင်ပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ပြန်တိုက်မယ် အဲ့တဲ့သဘောမျိုးတွေနဲ့အမျိုးဟိုဆက်ဆက်နေတယ်ဆိုလို့ကျွန်တော်တို့အဲ့လိုပဲဟိုထင်မြင်မိတော့နိုင်လွေးကနိုင်လာတောင်ဦးဆောင်တဲ့ဒီဘက်ကိုဒေသတွေမှာတော့အလွန်အဆောင်ဖွဲ့လို့လူသိများကြတာပါမော်ပြည်နယ်ခေါ်စာမျိုးအနိတဝါနဲ့တရင်သာတိုင်းနေသားကြီးရေပြည်မြို့နယ်ကမော်ရောက်ဒီရတက်စကန်ဌာနချုပ်အနိတဝါရွာတွေဖြစ်တဲ့တသုံးညီမအနက်ကြီးစဉ်ပေါ့ပိန်ကွင်းဒေသတော်မှာပြန်မေးဆွဲဆက်ကြေတောင်းလှုပ်ရှားကြတာပါ အဖို့ဆိုတော့ဆက်ကြီးပေါ့เนาะဒီလိုမျိုးကောက်တာမျိုးတွေကျွန်တော်တို့ကတော့မဖြစ်စေချင်ပါဘူးเนาะဘာဖြစ်လဲဆိုလို့ရှိရင်ကို့မွန်အမျိုးသားအချင်းချင်းတွေပဲเนาะအဲ့တော့တကယ်လို့ဒီလိုမျိုးဝင်လာတာကိုကျွန်တော်အနေနဲ့ပြောရရင်တော့ကြိုးဆိုပါတယ်ဒါပေမဲ့ဒီလိုဝင်လာပြီးတော့ဒီအထဲရောက်ပြီးတဲ့ခါကျရင်တို့ရဲ့ယက်တီမှုပေါ့เนาะဒီစာဝတ်နေရေးဒီလူမှုရေးနေထိုင်ရေးယက်တီမှုကိုလည်းပဲသိချဒီကြည့်ရှုစောက်ရှောက်ဖို့တော့လိုပါတယ်เนาะအဲ့ဒါပြီးတကယ်လို့ဒါဒီလိုမျိုးထာဝရတီမြဲသွားမယ်ဆိုလို့ရှိရင်တော့ အတိုင်းထက်အလွန်ပေါ့နော်တကယ်တော့မတီမြဲပဲနဲ့နော်တစ်ခါပြန်ပြီးတော့ခုနမွေးသလိုဂျာအေးသူ့အမေရိုက်ဆိုရင်တော့လည်းမကောင်းဘူးပေါ့အဲ့ဒီဒေတာတွေမှာပြန်မေးဆွဲဆက်ကြည့်တန်းလို့လက်နက်ကင်အဖွဲ့တွေဟာ2000ခုနှစ်ဝန်းကျင်ကလေးကစပြီးတစ်ဖက်အလင်းဝင် လက်နက်ချလိုက်နောက်ထပ်အဖွဲ့တစ်ဖက် ပေါ်လာလိုက်အလင်းဝင်လိုက်ပေါ်လာလိုက်ဆိုတဲ့မှတ်ချက်တွေကလည်းဒေတာကန်ပြည်သူတွေကြားမှာပြောဆိုမှုတွေရှိနေပါတယ်ကျွန်တော်ကြော်ဆိုပါခင်ဗျာ